သဟဇာတာအညမညာတကယ်တမ်းပြောရရင် ကိုယ့်အတွက်ကိုယ်ပဲရှိတယ်။ကိုယ့်ဟာကိုယ်ကိုမရမယ်ဆိုတဲ့စကားတွေဟာအတိုင်းတာတစ်ခုအထိပဲမှန်တယ်။လောကမှာကိုယ့်တယောက်တည်းနဲ့မလုံနိုင်တဲ့အရာတွေအများကြီးရှိတယ်။ကိုယ့်ရွယ်ချက်ကြီးရင်ကြီးသလောက်ပန်းနိုင်စီရောက်ဖို့အတူတကွာပူပေါင်းဆောင်ရွက်ပေးကြမယ်။ထင်းလို့အပ်တယ်။ကိုယ့်ကိုပံ့ပိုးပေးနိုင်မဲ့သူတွေလိုတယ်။လမ်းညွှန်မှုတွေလိုတယ်။မန်ချာလိုတယ်။ဆရာကောင်းတွေလိုတယ်။အဲ့ဒါတွေမရှိဘဲအောင်မြင်ဖို့ခက်တယ်။ တယောက်ထည်ရုံးခဲ့ရင်မရဘူးလားဆိုတော့ရတယ်။ဒါပေမဲ့ကြံ့ကြတယ်၊နှေးကွေးတယ်။ဘုဒ္ဓမြတ်စွာဘုရားရှင်တော်မှာပါရမီဖြည့်ဖက်အရှင်အာနန္ဒာရတ္တောတရားအစရှိတဲ့သူ့ရဲ့ထင်းနဲ့အတူပွင့်ရတယ်။အောင်မြင်မှုကြီးကြီးမားမားတွေ့ရဖို့ဆိုရင်လေမိတ်ဆွေကောင်းတွေရဲ့ဝိုင်းဝန်းပတ်ပုံကိုလိုအပ်တယ်။ဘဝအောင်မြင်မှုအတွက်ဆိုရင်အခြေခံအကျဆုံးအချက်အနေနဲ့မိတ်ဆွေကောင်းများရှိထားဖို့လိုအပ်တယ်။ချင်းမရှိရင်ထိထိရရောက်ဘာမှလုပ်လို့မရဘူး။ လူရယ်လို့ဖြစ်လာပြီဆိုရင်လူအတိုင်းဝိုင်းနဲ့နေရတာတဘာဝပါလူတွေကမိမိတို့အတူတူကနေထိုင်ရအဝင်ဝိုင်းလေးထဲမှာတယောက်နဲ့တယောက်ပြန်လည်းမိခိုပြီးနေကြရတယ်တဘာဝပဲယောဂပီးတွေနဲ့ရင်ဆိုင်ကြရတဲ့အခါမှာလဲလူတွေအချင်းချင်းကူညီပေးမရင်းနဲ့ပဲအခက်ခဲတွေကိုဖြတ်တန်းလာခဲ့ကြရပါတယ်ဒီသဘောကိုပဲဘုဒ္ဓမြတ်စွာဘုရားရှင်ကပဋ္ဌာန်းတရားတော်ထဲမှာသဟာဇာတအတူတူကဖြစ်ရဲ့ယေရှုပြုတ်တဲ့သဘောအညာမညာ ချင်းချင်းအပြန်လန်ထောက်ပံ့ခြင်းအဖြစ်ယေရှုပြုတတ်သောသဘောလို့ဟောကြားတော်မူခဲ့ပါတယ်။ဗုဒ္ဓဘုရားရှင်တော်မြတ်ရွေပြီးဟောကြားခဲ့တာက လောကုတ္တရာနယ်မှာ ခန္ဓာ၅ပါးအတူတူဟာဖြစ်ခြင်းစိတ်နဲ့ရုပ်အပြန်လန်ယေရှုပြု၍ဖြစ်ခြင်းကိုဟောခဲ့တာပါ။ဒါပေမဲ့လောကီနယ်ပယ်မှာလည်းဒီသဘောတရားတွေကပဝင်ပသက်နေပါတယ်။လူသားတွေဟာမိမိတို့နေထိုင်ရာပဝင်ခြင်းကလူတွေနဲ့အတူတူဟာနေထိုင်ရင်အပြန်လန်ယေရှုပြုပြီးနေကြရပါတယ်။ ကိုတောက်လိုက်တဲ့ရေလေးတစ်ခွက်သမင်းလေးတစ်လုံးမှာတော့လူတွေအများကြီးကျေးဇူးတရားတွေပါဝင်နေတယ်လို့အောက်စဖို့ဆရာတော်ရှင်ဓမ္မတာမီရဲ့တရားတော်တစ်ပုဒ်မှာနာကြားခဲ့ရဘူးပါတယ်။တရားစဉ်းစားကြည့်မယ်ဆိုရင်နေ့စဉ်ဘဝမှာအစဉ်ပြေပြေအသက်ရှင်နိုင်အောင်လူများစွာရဲ့ကျေးဇူးတရားတွေနဲ့ထောက်ပံ့ပေးထားတာပါ။အကယ်၍ဒီလူတွေသာ မရှိကြဘူးဆိုရင်နေ့စဉ်အသက်ရှင်တန်ဖို့တော့အင်မတန်ခက်ခဲပါလိမ့်မယ်အထူးသဖြင့်ယနေ့ခေတ်လိုဒီပညာမြင့်မှာတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတွေနဲ့အတူတူအပြန်လန်နားလဲပြီးပူပေါင်းဆောင်ရတက်ဖို့ဆိုတာကိုလူတော်ရေးကြီးလာပါသေးတယ်။တဟဇာတအညမညာဖြစ်ဖို့ဘယ်ဖွဲ့စည်းမှာပဲဖြစ်ဖြစ်လူတဦးနဲ့တဦးကြားမှာပဲဖြစ်ဖြစ်ဆက်ဆံရေးတိဆောက်ကြတဲ့နေရာမှာတဟဇာတအညမညာဖြစ်မှသာအဆင်ပြေတယ်။အဲ့ဒီလိုမှမဟုတ်ဖြစ်အဆင်မပြေနိုင်တော့အတူတူကအပြန်လန်အညမညာဖြစ်ရမယ်အရေးကြီးဆုံးအရာ၃ခုရှိတယ်။လူတဦးနဲ့တဦးဟာတက်အပြန်လန်ယုံကြည်မှု နှစ်အပြန်အလှန်လေးစားမှုသုံးအပြန်အလှန်နားလည်မှုပဲဖြစ်ပါတယ်အပြန်အလှန်ယုံကြည်မှုယုံကြည်မှုဆိုတာလူမှုဆက်ဆံရေးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပါယုံကြည်မှုပြတ်သွန်းသွားပြီဆိုရင်အဲဒီဆက်ဆံရေးကသွားပြီပဲကျွေးပကံတစ်ချက်လိုပဲကြောက်ွယ်ပြီးပြန်ဆက်လို့မရတော့ဘူးဇို့အတင်ကော်နဲ့ပြန်ကတ်ထားချင်တယ်ဆိုရင်တော့အဲ့ရလေးတော့ချင်ချင်ရစ်ခဲ့မှာပဲအကောင်းပကတိမဖြစ်နိုင်တော့အဲ့လိုပဲတယောက်နဲ့တယောက်ယုံကြည်ပြတ်ပြီဆိုရင် ချင်းဝက်လည်းပြက်ကင်းဆိုင်ပါပြီအသင်းအဖွဲ့တစ်ခုအနေနဲ့ရေရှည်တည်တံ့ခိုင်မြဲဖို့အသင်းသားတွေအနေနဲ့တယောက်ကိုတယောက်ယုံကြည်ထိုင်အောင်လုပ်ရပါမယ်အသင်းကောင်းဆောင်ဖြစ်သူအနေနဲ့ကလည်းအများကြီးယုံကြည်မှုကိုအလွဲသုံးစားလုပ်ရမျိုးရှောင်ရပါမယ်အပြန်အလှန်လေးစားမှုကိုယ့်ရဲ့စီနီယာတယောက်ကိုကိုက respect ထားတယ်အရေးတကြီးလေးလေးစားစားလိုက်လိုက်လေးလေးဆက်ဆံတတ်တယ်အဲ့ခါမှာ तू ကကိုယ့်ကိုအပြန်အလှန် respect မထားဘူးချီးမိုးနေတယ်ရင့်တည်နေတယ်ဆိုပါစို့ ိုကသူ့ကိုဆက်ပြီးလေးစားနိုင်ပါဦးမလားစိတ်ထဲမှာအခုသွားပြီလေဘလို့မှဒီဆက်ဆက်ရေးမကောင်းမွန်နိုင်တော့သူတပားကိုမလေးစားတတ်တဲ့သူဟာသူတပားလေးစားမှုရနိုင်မှာမဟုတ်ပါဘူးအပြန်လန်နားလည်မှုလူတွေဟာအတီးတီးမတူညီတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းတွေကနေကြီးပြင်းလာကြရတယ်မိသားစုပုံစံတွေကွဲပြားကြရတယ်မိဘပြူထောင်ခံရမှုပုံစံတွေမတူညီကြအောင်ကြီးပြင်းလာရပုံတွေခြားနာကြတယ်ဒါကြောင့်တယောက်နဲ့တယောက်ဟာအတွေးတွေခံယူချက်တွေ ချင်မြင်ယူဆတာတွေဟာမတူညီနိုင်ပါဘူးအဲ့လိုမတူညီ क्वे ပြခြားနာတဲ့လူတွေတယောက်နဲ့တယောက်ကြားမှာနားလည်မှုရှိမှသာခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အများနဲ့မသက်ဆိုင်တော့သူစဉ်းစားကြည့်ပါဘလုံးအတင်းတင်းမှာအင်မတန်တော်တဲ့ကစားသမားတယောက်ကသူ့အတင်းဖော်ရင်းနဲ့လည်းအဆင်မပြေပူပေါင်းဆောင်ရွက်မှုလည်းမရှိနီးပြပြောတာကိုလည်းနားမထောင်လက်မခံဘူးဆိုရင်အဲ့ဒီကစားသမားဟာဘလောက်ပဲတော်နေပါစေ။ အသင်းအတွက်တတော်လေးအနှောက်အယှက်ဖြစ်စေမှာပါပဲ။စာဖတ်သူလည်းဂျုံကောင်းဂျုံဦးပါလိမ့်မယ်။အသင်းလိုက်လို့ရတဲ့ project တစ်ခုမှာကို့အသင်းဘုံကပူပေါင်းဆောင်ရွက်တာဆွေးနွေးတိုင်ပင်တာလည်းမလုပ်ပဲသူလုပ်ချင်တာပဲလုပ်နေတယ်ဆိုရင်အလုံးမတွင်တဲ့အပြင်အင်မတန်စိတ်ရှုပ်စိတ်ညစ်ရပါတယ်။တစ်ဖက်လူကဘလောက်ပဲတော်တော် IQ မြင့်နေပါစေသူပူပေါင်းဆောင်ရွက်တတ်တဲ့စွမ်းရည်မရှိပဲ EQ နှိမ့်တဲ့အခါမှာအဲ့လိုအသင်းဖော်မျိုးနဲ့ဘသူမှအလုပ်တူလွဲလို့ရှင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မိမိကိုယ်ကိုအဲ့လိုလူစားမျိုးမဖြစ်အောင်သတိထားဖို့လိုအပ်ပါတယ်။ introvert နဲ့ထင်းကွက်အများနဲ့ပူပေါင်းဆောင်ရွက်ခြင်းဟာလူတွေနဲ့ပေါင်းသဆက်ဆံရတာကြိုက်တဲ့ extrovert တွေအတွက်မခက်ခဲပေမဲ့တယောက်တည်းအေးဆေးဆင်းနေခြင်းနဲ့ introvert တွေအတွက်တော့စိန်ခေါ်မှုတစ်ခုလိုဖြစ်နေနိုင်ပါတယ်။ introvert တွေဟာအများနဲ့နေရတာထက်တယောက်တည်းအေးဆေးနေနေရတာကိုသဘောကျလေးရှိတာကြောင့်ဒါကြောင့်အလုပ်လုပ်ရင်တော့တယောက်တည်းပဲလုပ်ရတဲ့အလုပ်မျိုးပိုလုပ်ချင်ကြတယ် အချိန်အများစုမှာကိုတယောက်တည်းလုပ်လို့ရတဲ့အလုပ်တွေရှိတာမှန်ပေမဲ့လူတွေနဲ့မဖြစ်မနေပြောဆိုဆက်ဆံရမယ့်အချိန်တွေဆိုတာလည်းရှိလာနိုင်ပါတယ်။လူဟာအများနဲ့နေရတာဖြစ်တဲ့အတွက် introvert ဖြစ်တာကိုအကြောင်းပြပြီးပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဘဲနေလို့မရပါဘူး။အဲ့တော့ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်အားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုရင်တစ်ထိရောက်စွာပြောဆိုဆက်ဆံပါ။ပူးပေါင်းဆောင်ရွက်မှုအားကောင်းအောင်လေ့ကျင့်ရမှာထိရောက်စွာပြောဆိုတတ်ဖို့အင်မတန်အရေးကြီးပါတယ်။မိမိရဲ့စိတ်ကူ ကြံဉာဏ်နဲ့အမြင်တွေကိုတစ်ဖက်လူနားလည်အောင်ရှင်းရှင်းလင်းလင်းပြောတတ်အောင် လေ့ကျင့်ထားပါတစ်ဖက်လူရဲ့အမြင်ကိုရှင်းရှင်းလင်းလင်းနားလည်အောင်တစ်ဖက်လူပြောတာကိုသိချာနားထောင်ပါမချင်းတာရှိရင်ပုံမွင့်လင်းလင်းပြန်မေးပါနှစ်မိမိကိုယ်ကိုယုံကြည်သလိုချင်းကိုလည်းယုံကြည်ပါတင်လိုက်လို့ရတဲ့အလုပ်တွေမှာတယောက်ကိုတယောက်ယုံကြည်မှုရှိမှသာအဆင်ပြေပြေဆောင်ရွက်နိုင်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုယုံကြည်ရတဲ့သူဖြစ်အောင်ကိုတောင်းယူထားတဲ့အရာတွေကိုတောင်းဝင်ကြည့်အောင်အကောင်းဆုံးလုပ်ပါ။ မိမိရဲ့အသင်းဖော်တွေကိုလည်းသူတို့လုံနိုင်နေဆိုတာကိုယုံကြည်ပေးပါမိမိကိုယ်ကိုယုံကြည်မှုရှိအောင်တမကမိမိရဲ့ထင်းကိုလည်းယုံကြည်မှုထားရှိရမှာဖြစ်ပါတယ်၃လေးစားတန်ဖိုးထားမှုမိမိနဲ့အလုပ်တွဲလုပ်သူတွေကိုလေးလေးစားစားဆက်ဆံပါသူတို့ရဲ့အရေးရှင်းတွေကိုတန်ဖိုးထားပါ appreciate လုပ်ပါသူတို့မှာရှိတဲ့ကောင်းတဲ့အချက်ကလေးတွေတွေ့ရင် ရိုးရိုးသားသားချီးကျူးပေးလိုက်ပါအကယ်၍လွဲမှားနေတာလေးတွေတွေ့ရင်လည်းဂိူးနာနဲ့အမှန်ပြန်ပေးလိုက်ပါ၄ တယောက်နဲ့တယောက်မပြိုင်ဆိုင်ပါနဲ့အလုတ်တစ်ခုအတူတူတွဲလုပ်ကြတဲ့အခါမှာကိုနဲ့အလုတ်တွဲလုပ်တဲ့သူတွေကိုပြိုင်တဲ့စိတ်မျိုးမထားပါနဲ့သူတို့စီမှာကောင်းတဲ့အချက်ကလေးတွေတွေ့တဲ့အခါအတိမတ်ပြုပြီးတင်ယူလိုက်ပါအလုတ်မှာတယောက်နဲ့တယောက်အပြန်လန်ဆွဲခေါ်ရင်သူညီတဲ့ဘန်းတိုင်းကိုအတူတူသွားရင်တယောက်ကိုတယောက်တိုးတက်လာညှင့်တင်ပေးပါငါလိုက်လို့ညှိထွေဖြစ်ပါစေ အပြောင်းလဲတွေစိန်ခေါ်မှုအစ်စ်တွေနဲ့တာဝန်အစ်စ်တွေပေါ်လာတဲ့အခါလိုက်လို့ညှိထွေနေနိုင်စူးစမ်းပါ ဘယ်ရောက်မှပုံတည်ဖြစ်လာမယ်လို့မမှတ်ထားပါနဲ့။တင်းအဖွဲ့မှာကျူတင်အဆီဇင်ဆွဲထားရင်တော့အဲ့ဒီအဆီဇင်တိုင်းဖြစ်ချင်မှဖြစ်မှာပါ။ဒါကြောင့်အပြောင်းလဲတွေနဲ့လိုက်လျောညှိထွေနေနိုင်အောင်ကိုယ့်ရဲ့လက်ခံနိုင်စွာမြင့်အောင်လေ့ကျင့်ထားပါ။ဒီနီးလေးတွေအတိုင်းကျင့်သုံးမယ်ဆိုရင်တဖြည်းဖြည်းလူတွေနဲ့ပူပေါင်းဆောင်ရွက်နိုင်တဲ့စွမ်းရည်အကောင်းလာပါလိမ့်မယ်။ပူပေါင်းဆောင်ရွက်မှုရဲ့စွမ်းအားဘယ်ရမစိုးတွေ့ရတဲ့အများကြီးစုလိုက်တဲ့အခါအကောင်းလာတာသဘာဝပါပဲ။နန်းတစင်းနဲ့စီမဖြစ်နိုင်ပေမဲ့ နန်းစီတွေအများကြီးစုပေါင်းလိုက်တဲ့အခါဘုတ်တန်ရဲ့နန်းစီတွေရရှိပါတယ်။ယနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လေကုမ္ပဏီကြီးတွေအချင်းချင်းဦးပေါင်းဆောင်ရွက်ပြီးအကျိုးကျေးဇူးတွေများစွာရရှိနေအောင်တွေးကြမှာပါ။ဘုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့နိုင်ငံတနိုင်ငံတည်တံ့ခိုင်မြဲစေမဲ့အပရိယနိယတရားခုနှစ်ပါးထဲမှာဆိုရင်လေလူအပေါင်းမကြကနာစုဝေပြီးအလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ရင်လူအပေါင်းတနည်းတညွတ်တဲ့ပြုပွဲကိစ္စတွေကိုပြုလုပ်ကြမယ်ဆိုရင် ရန်သူအပေါင်းကိုစဉ်ကြက်ခံနိုင်ပြီးနိုင်ငံတည်တံ့ခိုင်မြဲလိမ့်မယ်လို့ဟောကြားခဲ့ပါတယ်။ဒါကြောင့်အများနဲ့ပူပေါင်းဆောင်ရွက်တတ်တဲ့အဟာဇတ်တပညာမညာဖြစ်အောင်နေထိုင်တတ်တဲ့အရေးချင်းဟာမရှိမဖြစ်လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခု ဖြစ်တာကြောင့်နေစဉ်ဘဝမှာလေ့ကျင့်ပြောင်းထောင်ထားဖို့လိုအပ်ပါတယ်။